ဆွေရွေးတူကိုရှော့ချရေးတိုက်ဖြတ်ရေးဒါနဲ့ပတ်သက်လို့ဘယ်လိုလုပ်လဲနောက်ပြီးတော့ကြေးရွာတွေ revitalization ဆိုတာကြေးရွာတွေပြန်လည်ပြုလုပ်ရတဲ့လုပ်တယ်အဲ့ဒါတော့နည်းနည်းပို့ပြီးတော့ကျွန်တော်ကပို့ပြီးတော့စေဝင်တာနောက်ပြီးတော့သူတို့မြို့ပြတွေကို IT စနစ်ဘယ်လို smart city တွေထောင်းလို့လဲပေါ့မင်္ဂလာပါပါမင်္ဂလာပါ ဘာလို့ပါတီကိုယ်စားလှယ်အဖွဲ့ဒီနေ့တရုတ်ပြည်သူသမ္မတနိုင်ငံခီးစဉ်သွားမယ်လို့သိရပါဗါအတွက်ကြောင့်သွားမယ်ဆိုတော့ပြောလို့ရရင်ပြောပါရှင့်ဟိုပထမတော့တရုတ်ပြည်ကွန်မြူနစ်ပါတီကဖိတ်ကြားလို့သွားတာပါတရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ဖိတ်တာကုမမဟုတ်ဘူးလေဟိုဧပြီလ20နဲ့29ရက်နေ့ကတော့တချိန်ဖိတ်တယ်အဲ့ဒါသူအကြောင်းကြောင်းကြောင်းရွှေ့သွားပြီးတော့အခုဂျွန်လ6ရက်နေ့ကြာမှအဲ့ဒီအရှင်ဖွဲ့ကိုပဲဒါပြန်ဖိတ်တာပေါ့သူ့ရဲ့ဖိတ်စာထဲမှာတော့တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ဒီကမြန်မာနိုင်ငံရဲ့ပါတီတွေနဲ့အချင်းချင်းချစ်ချင်ရင်းနှီးမှုတွန်းရှိဖို့ရယ် ။နောက်တရုတ်ကွန်မြူနစ်ပါတီရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့အောင်မြင်မှုတွေကို share လုပ်ချင်လို့ဆိုပြီးတော့အဲ့လိုပါပါတယ်တပည့်ရဲ့မစ္စတာဘွန်။ပါတီဘယ်နှခုနဲ့ဘယ်နှယောက်ပါဝင်တယ်လဲဆိုတာကိုသိခွင့်ရရင်သိပြရစေရှင့်။ပါတီရသုံးပါတီပေါ့နော်။ကျွန်တော်တို့ပါတီကတော့ကျွန်တော်နဲ့အင်အား၁၀ယောက်။ Now မြမတောင်လမဖွင့်ပြတုတဲရေးပါတီရဥပဒေဥကျော်စွာဆိုဦးဆောင်တဲ့အင်အား၄ယောက်။ Now ပြည်သူ့ရှေ့ဆောင်ပါတီဦးလင်းလင်းဆိုဦးဆောင်တဲ့ပါတီက၄ယောက်ပေါ့။ တော့ UC ကတော့ရောက်တယ်ပေါ့လိုက်ရဲ့စုစုပေါင်း20ယောက် big delegation တော်တော်ကြီးတဲ့ဟိုကိုယ်စားလှယ်ဖွဲ့ပါအဘတို့ပါတီကနေရောဘသူတွေလိုက်ပါလာပါတယ်ရှင်ကျွန်တော်တို့ကဟိုတိုင်းနဲ့ပြည်နယ်ဥထာရီပါတယ်ဗျဟိုမန္လေးတို့စကိုင်းတို့နော်ဒီလိုတိုင်းတိုင်းစင်ပေါ့တောင်နောက်ပြည်နယ်ရကပြည်နယ်တို့စသည်ဖြင့်တိုင်းနဲ့ပြည်နယ်ဆင်မှာကြီးတဲ့လူကြီးတွေအကုန်ပါတယ်နော်ကျန်နေရတော့ကျွန်တော်တို့ဟိုဌာနချုပ်ကသူတွေတွေ့မှုပါတယ်နောက်နိုင်ငံဆက်ဆံရေးဌာနက တာဝန်ခံတွေပေါ့အဲ့ဒါပါပါလေကျေးဇူးပါပါခီးစစ်ပါပါစီစဉ်နေပါတဲ့ဆိုတာကိုပြပြပေးစီလို့ပါရရှင့်ဟိုအစီအစဉ်ကတော့လောလောဆယ်တူပီကွန်ပျူတာပါတီရပူရာကိုတက်တက်တက်ပလန်ခေါ်တာပေါ့တက်ပြီးတော့ဟိုတိတိကျကျပလန်တော့မပါသေးဘူးအဲ့ထဲမှာတော့ဘာတွေပါလဲဆိုတော့ပြည်နယ်သုံးခုပေါ့တမီးရဲ့ဒီဘက်ကကွမ်ဂျိုးရဲ့ရှန်ဒေါရဲ့ပီဂျေအဲ့ဒီအောက်မှာရှိတဲ့ prefecture တွေပေါ့မြို့နယ်စစ် municipal အစစ်ဒေသတွေကိုလေ့လာတာတော့အဲ့ဒီကကန်တုံလို့ခေါ်တဲ့ခရိုင်ဒေသစင်လေ့လာတာတော့ အဲ့ဒါမျိုးတွေပါတာပေါ့ဒါအဲ့ဒါဒါသွားမကြီးစေဟိုမှာကြားတဲ့ခါကျတော့ဘာတွေပါလဲဆိုတော့နေမီဒေတာလိလာရေးတွေပါတယ်နောက်ရှင်းလင်းဟာတွေပါတယ်နေမီဒေတာလိလာရေးနဲ့ပတ်သက်ပြီးတော့ဒေတာမှာရှိတဲ့ကြည့်တဲ့ဒေတာဖွံ့ဖြိုးရေးတို့ဟောစင်ဝတ်တမှုချော့ချာရေးလုပ်ငန်းစဉ်တွေနောက်မြို့ပြတွေကို IT စနစ်နဲ့ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့ခါတွေအဲ့ဒါမျိုးတွေပါတယ်နောက်ဆွေးနွေးပွဲနေနေရကတော့ municipal အဆင့်လို့ခေါ်တဲ့ prefecture ပေါ့မြို့နယ်ဆင့် နောက်ကောင်တီတို့ခေါ်တဲ့ခရိုင်စင်နောက် CPC ရဲ့သူတို့တရုတ်ပြည်ကွန်မြူနတီပါတီရဲ့ဘိုးကွန်ပလီမန်နဲ့တွေ့တာပါတယ်။နောက်ဝင်းကြီးနဲ့တွေ့တာ ਈ ပါတယ်။အဲ့ဒါမျိုးတွေပါပါတယ်။ဟုတ်ကဲ့ပါရှင့်။နောက်ဆုံးမိခွန်းအနေနဲ့ပေါ့နော်ဒီခရီးစဉ်ကနေပြီးတော့မြန်မာတရုတ်နှစ်နိုင်ငံပါတီအချင်းချင်းဆက်စပ်ရေးနေဖို့မခိုင်မာလာစေဖို့အတွက်ပေါ့နော်။မလို့ရအထောက်အကူပြုမယ်တော့မျှော်မှန်းထားပါတယ်ရှင့်။อืมဒါတော့တို့ဗမာစကမုံရှိတယ်လေနော်မြန်မာညတော့ခင်ခင်မာညတော့ကျင်းပေါ့နော်အဲ့တော့ဟိုခဏခဏတွေ့လေပုဂ္ဂိုလ်ရရင်းနေလေ လောက်ကနေလုပ်ငန်းတွေချောမွေးလေပေါ့ဒီတုတ်ပြည်ကွန်မြူနတီပါတီနဲ့အတူကျွန်တော်တို့ပါတီနဲ့ကမဆင်းဘူးရဟိုကျွန်တော်တို့ဟိုအစင်ဆက်ကလည်းအဆက်ဆက်ရှိကြတယ်ကျွန်တော်တိတ်ဝေးမပြောတော့ဘူးကျွန်တော်တို့ပါတီမဖြစ်ခင်1993အသင်းဘဝပေါ့ကျွန်တော်ကြောက်ခိုင်းနေပုံပြပါတီအသင်းရနေပြီးတော့ဒီပါတီအခုချိန်ထိပေါ့ကြာကာလမှာကျွန်တော်တို့ခုလူဆက်ဆံဘဝအနည်းဆုံး55ချိန်ရှိတယ်ကျွန်တော်တုတ်ပြူသွားတဲ့ကျွန်တော်ရှိရပါတီဘောင်းက654ရောက် အဲ့ဒါသင်တန်းတို့ workshop တို့အဲ့ဒါနောက်ပြီးတော့ကျွန်တော်တို့ဒီ seminar တို့လေ့လာရေးတို့ပေါ့အဲ့လိုတွားရရှိတယ်ဆိုတော့ဒီဆက်ဆံမှုကအရင်ကတည်းကရှိတယ်တော့ထိတွေ့ဆက်ဆံမှုများလေအခင်မှုများလေလုပ်ငန်းတောင်တွေရအောင်မြင်လေးပဲကျွန်တော်တို့အစိုးရဖွဲ့ပုံလေနိုင်ငံရေးပါတီနိုင်ငံရေးပါတီချင်းချင်းနိုင်ငံရေးသဘောတရားရထိတွေ့ဆက်ဆံတာဆက်ဆံလေကောင်းလေပဲလို့ဒီလိုမြင်ပါတယ်နောက်ချက်ကကျွန်တော်တို့နဲ့ဟိုတရုတ်နိုင်ငံနေနမိတ်ကီလိုမီတာဆို2200ပေါ့မိုင်ဆို1300 ျော်လောက်ထိဆက်နေတယ်။ဆိုတော့တိတဲ့အတိုင်းပဲဒါသူတို့တိတဲ့အတိုင်းပဲတရုတ်ပြည်သူတမရနိုင်ငံဆိုတာကအင်အားကြီးတယ်။လာဖွံ့ဖြိုးတိုးတက်တယ်။တမိုင်းလုံးရှိကြတဲ့နိုင်ငံဖြစ်တယ်ပေါ့။ဒီလိုနိုင်ငံနဲ့ဆက်ဆံတဲ့အခါမှာလေ့လာစရာတွေတော့အတုစရာတွေများရှိကောင်းလည်းရှိမှာပေါ့။အထူးသဖြင့်တော့မမီမာဘူးလုံခဲ့တဲ့ဟိုမကြခင်ကာလာလေးမှာအင်တာဗျူးတစ်ခုမှာပြောခဲ့တာရှိတယ်။တောင်လယ်သမားပါတီမတော်ကမေးတဲ့အခါကျတော့ကျွန်တော်တို့ကမြန်မာတောင်လယ်သမားတပတ်ဘဝဖွံ့ဖြိုးတိုးတက်ရင်းနဲ့ ရွေးမြေတန်တရာတန်တရာမှာလွတ်မြောက်ရေးကိုပါတီကပြည့်စုံနေတယ်ဆိုဒီနေ့အဲ့ဒီတက်တက်ပလမ်မှာကျွန်တော်အဲ့ဒါတွေတွေ့တယ်။မဆင်းရဲဝတ်တည်မှုပတ်ကြောက်ကိုသူတို့ဘယ်လိုဆောင်ရမလဲ။သူတို့ဘူဝါရ600ပေါ့။ဘူဝါရ600ဆိုတာက property line ခေါ်တာပေါ့နော်။ဆင်းရဲဆိုတာဘယ်ဟောက်ခေါ်တယ်။ line line လိုက်တာငွေကြေးအဖြစ်ပိုက်ဆိုင်မှုအဖြစ်ဘလောက်ကအောက်ဒီဆင်းရဲခေါ်တာပေါ့။အဲ့ဒီ property line ကိုသူတို့ဘယ်လိုဆွဲမလဲ။ပြီးတော့ဒီဒီ line ကိုကြော်ပြီးတော့ချမ်းသာလာအောင်ပေါ့နော်။စီမံချက်ဘယ်လိုချမလဲ။ အဲ့ဒီ magic ကိုဘလို့ account form ရဲ့အဲ့ဒီဟာကိုဘလို့ကြီးကြပ်မယ်။နောက်ဒီအစိုးရနေပြီးတော့ဘန်ဒံွေ subsidize ပေါ့အစားထိုးကုညီမှုဘလို့လုပ်မယ်။နောက်လူပုဂ္ဂိုလ်တွေဒီတိုက်တောင်းပေးမယ်ဆိုအဲ့ဒီမူဝါဒ6ရတယ်သူတို့လုပ်တယ်။လုပ်ပြီးတော့ဒီ share ဘွေတွေပတ်ကြော်ရတယ်သူတို့ခေါင်းစဉ်6ခုကပါကွဲထားလဲဆိုတော့စီဝါရေးတို့ပညာရေးတို့ကျန်းမာရေးတို့တော့ပေါ့ကျင်ထိန်သိရေးတို့လူမှုဖူလုံရေးတို့အုတ်ချုပ်ရေးတို့အဲ့တောက်တိုက်ချော့တိုက်နဲ့လုပ်တယ်ဆိုတာလေးကစိတ်ဝင်စားဖို့ကောင်း ဆိုတော့ဒီနေ့အစီအစဉ်မှာအဲ့ဒါမျိုးတွေပါတဲ့တင်တော့ property property reduction ဒါမှမဟုတ် property alleviation ပေါ့ဆေးဝေးတူကို short ချရေးတိုက်ဖြတ်ရေးဒါနဲ့ပတ်သက်လို့ဘယ်လိုလုပ်လဲနောက်ပြီးတော့ကြေးရွာတွေ revitalization ဆိုတော့ကြေးရွာတွေပြန်လည်ထူထောင်ရေးအတွက်လုပ်တယ်အဲ့ဒါတော့နည်းနည်းပို့ပြီးတော့ကျွန်တော်ကပို့ပြီးတော့စိတ်ဝင်စားတယ်နောက်ပြီးတော့တို့မြို့ပြတွေကို IT စနစ်ပြီးလို့ capacity တွေထောင်လို့လည်းပေါ့ဒါတွေပေါ့လေဒါတွေကဟိုဘက်ကကျွန်တော်နောက်ဆုံးဝင်ကြီးနေဆွေးနွေးတဲ့အခါမှာမင်းပြောနေတဲ့အချို့ကိစ္စတွေအကျိုးကျွန်တော်တို့အတွက် ပါတီအတွက်နိုင်ငံတော်အတွက်အကျိုးရှိမယ်လို့ယူဆပါတယ်။ဟုတ်ကဲ့အခုလိုဖြေကြပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင့်။